ားလုံးပဲမင်္ဂလာပါ MC Channel ရကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့ပြပြပေးချင်တဲ့မူခင်ကတော့အိမ်ထောင်တဲ့အမျိုးသားတဦးကိုပတ်သက်လိုက်မိရာကနေပြီးတော့ကိုယ့်ရဲ့အသက်ပါပေးလိုက်ရတဲ့အမျိုးသမီးတဦးရဲ့အကြောင်းကိုပြပြပေးချင်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီအမျိုးသမီးရဲ့အကြောင်းကိုလေ့လာကြည့်လိုက်ရအောင် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်းဒေါ်ဆက်ခရိုင်ဝေဘိုရန်မြို့နီးမှာရှိတဲ့ Get Saint Michael လို့ခေါ်တဲ့ဒိငယ်တဲ့ရွာလေးအောင်ဘာထူးခြားတဲ့အဖြစ်အပျက်မှမရှိခဲ့ဘူးတဲ့ရိုးရှင်းတဲ့ရွာငယ်လေးပဲဖြစ်တယ် အဲ့ဒီမှာចောင်းတចောင်းရယ်ဖျားရှိခိုးចောင်းတចောင်းရယ်ခရိယံဘုံကြီးတွေနေတဲ့အိမ်တလုံးနဲ့ဘဘဲဖို့တစ်ခုရယ်လေယာဆိုင်ခင်းအနှဲငယ်တာရှိတဲ့ရွာငယ်လေးတစ်ခုပဲဖြစ်တယ်ပထမကဘာစစ်မစတင်ခင်မှာ လူရည်ဟာနေရာဝင်းကျင်တာပဲရှိတာဖြစ်တယ်အနည်းဆုံးယထာဘူရာယုံကရွာနဲ့စိန်ပိုင်ခန့်အကွာမှာရှိတဲ့အတွက် လာတဲ့ဧည့်သည်တွေကလည်းနေပါတယ်လို့အံ့ဩစရာတွေရှိတဲ့နေရာတွေလည်းနေပါတဲ့ဒေတာဖြစ်တယ် ဒါပေမဲ့1933ခုနှစ်မှာတော့အင်္ဂလန်နိုင်ငံရဲ့ကျေးလက်အကျဆုံးခရိုင်တွေထဲကတစ်ခုမှဖြစ်ပွားခဲ့တဲ့ဒီလိုလူသိနေတဲ့ရာဇဝမှုဖြစ်စဉ်မှာ Gansex Michael ရွာလေးဟာအရှက်ရစရာကိစ္စတွေလူတက်မှုတွေကနေလွတ်မြောက်မှာမဟုတ်ဘူးဆိုတာကိုရွာသူရွာသားတွေသိရှိခဲ့ရပါတယ်။လူအများစုကဘဲလို့ခေါ်ကြတဲ့ William Walter Burden ကို1883ခုနှစ်ဇူလိုင်လမှာမွေးဖွားခဲ့ပါတယ်။ အသက်29နှစ်အရွယ်မှာသူဟာရက်ရွာလူထုရဲ့ဂုံတိတ်ခါရှိတဲ့အဖွဲ့ဝင်တဦးဖြစ်လာခဲ့ပါတယ်။သူဟာအလောက်စ조사ပြီးတော့သူရဲ့မိသားစုလည်းအင်မတန်မှချစ်မြတ်နိုးသူတဦးလည်းဖြစ်တယ်လို့ပုံမှန်ဖျားရှိခိုးကြောင်းတတ်သူဖြစ်ပြီးတော့ Church Guyana အဖွဲ့ရဲ့အဖွဲ့ဝင်တဦးလည်းပဲဖြစ်တယ်။သူဟာသူ့အသက်ထက်12နှစ်ပိုအသက်ကြီးတဲ့ Lillian Dova ဆိုတဲ့အမျိုးသမီးနဲ့လက်သက်ထားတာ6နှစ်ရှိနေပြီးတော့1930ပြည့်နှစ်မှာသူတို့ဇနီးမောင်နှံဟာ Serial Harry Potter လို့အမည်ပေးထားတဲ့သားလေးတစ်ယောက်ထွန်းကားခဲ့ပါတယ်။ Bill ဟာဇနီးတဲ့နဲ့အတူစာတိုက်ကိုဖွင့်ထားတဲ့ရွာရဲ့စာတိုက်မှုတူလည်းဖြစ်ပါတယ်။ဒီလိုတင်းငယ်တဲ့နေရာမျိုးမှာလူတွေကအလုပ်တစ်ခုတည်းပို့ပြီးတော့လုပ်ကင်လေးရှိတာအထူးဆန်းတော့မဟုတ်ပါဘူး။စာတိုက်လုပ်ငန်းတာဝန်တွေအပြင် Bill ဟာအနီးနားကမန်နော်လေခင်းထဲမှာမုတ်ဆိုးနဲ့ဒီရုံဖန်းတမားအဖြစ်လဲလုပ်ကင်နေသူဖြစ်တယ်။ နောက်ပြီးတော့ Soville Plantation လို့လူသိများတဲ့တစ်တောနေမြေတစ်ခုကိုလည်းမကြာခဏဆိုသလိုစောင့်ရှောက်ပေးနေတဲ့သူလည်းဖြစ်တယ်။အားလက်ချိန်တွေမှာဘေဟာ Melodian လို့ခေါ်တဲ့ Aquarian သမျိုးကိုတီးခတ်ရတော့နစ်သက်ပြီးတော့မကြာမီမှာပဲဒေတာခံအမျိုးသမီးတွေနဲ့ဖောက်ပြန်လာခဲ့ပါတယ်။သူဟာဒီလိုဖောက်ပြန်နေတဲ့လေဝဆက်ဆံမှုတွေကိုသူဂယုတစိုက်ထိန်းထိန်းထားတဲ့ပုံရိပ်တွေရဲ့နောက်ွယ်မှာဖုံးကွယ်ထားနိုင်ခဲ့ပါတယ်။ အများအားဖြင့်တော့ဒီလိုဖောက်ပြန်တဲ့ဆက်ဆံရေးမျိုးမှာပါဝင်ပတ်သက်နေတဲ့အမျိုးသမီးတွေကပြောပြဖို့မဖြစ်နိုင်ကြပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီခေတ်ကာလမှာချစ်သူရှိတယ်လို့နာမည်ထွက်သွားရင် အမျိုးသမီးတယောက်ရဲ့အိမ်ထောင်ရေးအခွင့်အလမ်းတွေပျက်စီးသွားနိုင်လို့ပဲဖြစ်တယ်။ဘေလ်ဟာမန်နိုချမ်းမှာယုံဖန်းတဲ့အလုပ်ကို လုပ်နေတော့မှာပဲ။အဲ့ဒီမန်နိုအိမ်ကြီးထဲမှာ ပြောင်းလာတဲ့အသက်23နှစ်အရွယ်ဟင်းချက်ပြုတ်သူအစ်စ်ဖြစ်တဲ့ Wilfred Mary Mitchell ကိုတတိထားမိခဲ့ပါဗျ။ တငယ်ချင်းတွေကဝင်းနီလို့ခေါ်တဲ့သူမကဒီလေယာအိမ်မှာနေထိုင်ပြီးတော့အိမ်တွင်းအကူအလုတ်တမမေဘယ်လီနဲ့အခန်းအတူတူနေထိုင်နေတဲ့သူပဲဖြစ်တယ်။ဝင်းနီကအရက်၅ပင်၅လမရှိပြီးတော့အနက်ရောင်စပင်တွေနဲ့ဆွဲမှတ်ဖွဲကောင်းတဲ့မျက်လုံးတွေနဲ့ကျဲပြန့်တဲ့အပြုံးကိုပိုင်ဆိုင်ထားသူလည်းဖြစ်တယ်။မကြာခင်မှာပဲသူမနဲ့ဘေတို့ကချစ်ရဲချစ်ရာစာတွေကို ဖလှယ်ခဲ့ကြပါတော့တယ်။အဲ့ဒီနောက်မှာဘေကသူမကိုရွှေလက်ကောက်တခွင်းလက်ဆောင်ပေးခဲ့ပါတယ်။ ဒီလိုနဲ့1933ခုနှစ်မတ်လမှာဝင်းနီကသူမကိုဝင်ရှိနေပြီဖြစ်တဲ့အကြောင်းကိုဘေကိုအတိပေးလာခဲ့ပါတယ်။ပြီးတော့သူမမှာကနေဒါမှာနေထိုင်တဲ့အကိုတယောက်ရှိပြီးတော့အဲ့ဒီမှာတောက်ပတဲ့မြေတစ်တွေရောက်ဖို့အခွင့်အလမ်းတွေပေါ်များတဲ့အကြောင်းကြားသိခဲ့ရတယ်ဆိုပြီးဘေကိုပြောပြလာခဲ့တယ်။ဒါကြောင့်သူမနဲ့အတူအဲ့ဒီကိုခိုးပြေးပြီးတော့ဘဝအတိတ်တစ်ခုကိုစတင်ဖို့ဘေကိုသူမကစတင်စီရင်လာခဲ့ပါတယ်။ ဒီလိုနဲ့ဘေဟာသူကိုယ်တိုင်ထောင်ချောက်ဆင်ထားတဲ့အထဲမှာမိနေတဲ့ယုံတကောင်လိုစတင်ပြီးတော့ခန်းစားလာခဲ့ရပါတော့တယ်။အချောင်းကတော့ကဘာတစ်ကိုရွက်လွင့်ဖို့လက်မှတ်တွေဝယ်ဖို့သူမတက်နိုင်ဘူး။နောက်တစ်ခုကတော့သူဟာဝင်းနီကိုသူ့ရဲ့ပြင်းစရာကောင်းတဲ့အိမ်တောင်ရေးကို ဖြေဖြောက်ပေးတဲ့ပျော်ပါဖို့တယောက်အနေနဲ့သာတတ်မှတ်ထားလို့လည်းဖြစ်တယ်။နောက်ပြီးတော့သူက သူ့ဇနီးနဲ့သားကိုစွန့်ခွာပြီးတော့ Guest Saint Michael ရွာလေးကိုထော်ရနှုတ်ဆက်ဖို့ စိတ်ကူးမရှိလို့ပဲဖြစ်တယ်။ဒီလိုနဲ့သူကအဲ့လိုတာဝန်ယူမှုမျိုးကို မလုပ်နိုင်ဘူးဆိုပြီးတော့ဝင်းဒီကိုပြောတဲ့အခါမှာသူမကဒါဆိုရင် သူ့ရဲ့ဇနီးကိုဒီဖောက်ပြန်မှုအကြောင်းပြောပြလိုက်မယ်လို့စတင်ပြီးတော့ချိန်ချောက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲသူမဟာဘေကသူ ပြောတဲ့အတိုင်းစိတ်ပြောင်းသွားမယ်လို့အလိုယုံကြည်နေတာကြောင့်ပဲဘေနဲ့အတူကနေဒါကိုတွားဖို့စီစဉ်ထားချောင်းတငယ်ချင်းမေကိုယင်ဖွင့်လာခဲ့တယ်။ဒါပေမဲ့ဘသူ့ကိုမှမပြောဖို့ သူကတောင်းဆိုခဲ့တယ်။သူမရဲ့မိခင်ကိုတော့မှအမှန်တိုင်းမပြောဘဲနဲ့လန်ဒန်ကိုသွားပြီးအိမ်ဖို့အလောက်ရှာဖို့ရည်ရွယ်ထားကြောင်းတောင်ပြောပြခဲ့တာဖြစ်တယ်။ဒီလိုနဲ့1933ခုနှစ်မတ်လ31ရက်တနင်္လာနေ့ညနေ3နာရီမှာဝင်းနီကသူမရဲ့အကောင်ဆုံးအဝတ်အစားတွေကိုဂယူတဆိုင်ဝတ်ဆင်နေခဲ့ပါတယ်။သူမကမြက်ကလအုပ်တောင်ပံတွေနဲ့အလှဆင်ထားတဲ့အနက်ရောင်ကောက်ရိုးအုပ်ထုပ်ကိုစောင်းထားပြီးတော့သွားသူကိုပါတက်ဆင်ထားပါတယ်။ အဲ့ဒီခေတ်ကအသက်24နှစ်လောက်ပဲရှိသေးတဲ့ငယ်ရွယ်တဲ့သူတွေအတွက်တောင်မှဒီသွားတုတက်တာကအထူးဆန်းမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့သွားနဲ့ကတွင်စောင်းရှောက်မှုတွေကအကန့်အသတ်ရှိတာကြောင့်ပဲဖြစ်တယ်။နောက်ပိုင်းမှာဒီသွားတွေကတချောင်းချင်းမလွဲမသွေပျက်စီးလာတဲ့အခါမှာကုန်ကျစရိတ်တွေကဆက်တိုက်ဆိုသလိုရှိလာနိုင်တယ်။ဒီလိုမရှိလာစေဖို့ရန်အတွက်ဆိုလို့ရှိရင်သွားအလုံးကိုစောစောစီးစီးဖယ်ရှားပြီးတော့သွားတုတွေနဲ့အစားထိုးတာက ပိုပြီးလက်တွေ့ကျပြီးတော့ ဇေယျချွေတာယာရောက်တယ်လို့ယူဆကြလို့ပဲဖြစ်တယ်။ဒီလိုနဲ့သူတငယ်ချင်းမေကဝင်းနီဒီလိုလှလှပပဝစ်စင်ထားတာကိုတွေ့လိုက်ရတဲ့အခါမှာဘာလို့အခုလိုတည်တည်ဆဆဝစ်စင်ထားတာလဲဆိုပြီးတော့မေးမြန်းလိုက်တယ်။အဲ့ဒီအခါမှာဝင်းနီကဘယ်ကဒီလိုဝတ်ဖို့ငါ့ကိုတောင်းဆိုထားလို့ပါဆိုပြီးတော့ပြန်ဖြေခဲ့တယ်။အဲ့လိုပြောပြရနဲ့သူမကတောင်ကုန်းပေါ်ကိုစပိန်နဲ့တက်ပြီးတော့ဘေးနဲ့သွားတွေ့မယ်လို့မေကိုပြောပြပြီးတော့ဘယ်သူ့ကိုမှမပြောဖို့ကိုလည်းထပ်မံတိုက်တွန်းခဲ့ပါဗျ။ သူမဟာအဝတ်စားတချို့ထည့်ထားတဲ့အိတ်ငယ်လေးတစ်လုံးကိုလည်းတည်ဆောင်သွားပြီးတော့ထွက်ခွာခဲ့ပါတယ်။အဲ့ဒီအချိန်ကဝင်းနီကိုနောက်ဆုံးတွေ့လိုက်ရတဲ့အချိန်ပဲဖြစ်တယ်။ဒီလိုနဲ့အဲ့ဒီနေ့ညနေမှာဘေကသူ့ဇနီးတဲ့နဲ့အတူညစာစားနေပြီးတော့သူ့ရဲ့မယ်လိုဒီယံကိုတီးခတ်ရင်းပျော်ရွှင်နေခဲ့ပါတယ်။အဲ့ဒီနောက်မကြာခင်မှာပဲဝင်းနီရဲ့ညမနှစ်ယောက်က Solve Plantation တစ်တော်မှာတစ်တော်ဒီပင်တပင်ကိုရှက်ပြီးတော့ထောင်ထားတဲ့သူမရဲ့စပင်းကို တွေ့ရှိလိုက်ကြပါတယ်ဒီလိုနဲ့သူတို့ကအိမ်ပြန်လာပြီးတော့အမေဖြစ်တဲ့သူ Rose ကို ပြောပြတော့ Rose ကအဲ့ဒီသပိန်ကိုချက်ချင်းပဲတွားယူခဲ့တယ်။သူမကအဲ့ဒီသပိန်ထထတဲ့အနီးနားမြေကြီးပေါ်မှာအမျိုးသားတဦးရဲ့ဖက်နှက်ရာကိုတတိထားမိလိုက်ပေမဲ့ဘာမှအထွေထူးမဟုတ်တော့ပါဘူးလေဆိုပြီးတော့အိမ်ပြန်လာခဲ့တယ်။အဲ့ဒီနောက် Winnie အလုတ်လုတ်နေတဲ့မန်တော်ခြံကြီးကနေ Winnie ကအဲ့ဒီနေ့ကအလုတ်ကိုမလာဘူးဆိုတဲ့မဆုတဆောင်ကို ူမရရှိခဲ့ပါတယ်။သူမကသမီးဖြစ်သူကအလုတ်တက်ရှာဖို့လန်ဒန်ကိုထွက်သွားပြီလို့ပဲပြန်လည်ရှင်းပြခဲ့ပါတယ်။ Rose ကသမီးဖြစ်သူလန်ဒန်ကိုဘေးကင်းစွာ ရောက်ရှိနေပြီးဖြစ်တဲ့အကြောင်းအတိပြုတဲ့စာတစောင်ကို မျှော်လင့်နေခဲ့ပေမဲ့လည်းဘာစာတစောင်မှရောက်မလာခဲ့ပါဘူး။ဒီလိုနဲ့မမျှော်လင့်မဲနဲ့တနေ့မှဘေကသူမတို့အိမ်ကို ဖုန်းဆက်ပြီးတော့ဝင်းနေကို တွေ့မိလားလို့သူ့အမေကိုမေးခဲ့ပါတယ်။ Rose ကတော့သူ့သမီးပြောက်နေတာကိုစိုးရိမ်လာနေပြီဖြစ်ကြောင်းနဲ့ရဲတိုင်ဖို့စဉ်းစားနေတဲ့အကြောင်းပြောပြခဲ့ပါဗျ။သူမကဒီအချိန်ထိသူ့သမီးဖြစ်တဲ့သူကရွာရဲ့စားတိုက်မှုနဲ့ယုံဖန်းသမားဖြစ်တဲ့ Bill နဲ့ဖောက်ပြန်နေတယ်ဆိုတာကိုလုံးဝမသိရှိခဲ့ပါဘူး။အဲဒီလို Bill နဲ့ဖုန်းပြောနေရင်းနဲ့ Bill ကစိတ်အေးလက်အေးနဲ့ပဲတင်ပြောသလိုရဲတိုင်တာကအကောင်းဆုံးလှုပ်ဆောင်မှုပါပဲဆိုပြီးတော့ပြန်ဖြေခဲ့တယ်။ ရဲ့နေငယ်ကြတော့ Rose ကသူ့သမီးပျောက်သွားတဲ့ကိစ္စကိုရဲကိုတိုင်ကြားခဲ့ပါတယ်။ဒါပေမဲ့သူမက"သူမသမီးဝင်နေစီရနေမကြခင်သတင်းကြားရမယ်"လို့ပဲမျှော်လင့်နေခဲ့ပါတယ်။ဘာဖြစ်ဖြစ်ဖြစ်ဒိုးဆက်ကြီးလက်သေးတာကနေလန်ဒန်ကိုသွားရတဲ့ခရီးလမ်းကမိုင်၁၀၀နီးပါးလောက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးနဲ့နေထိုင်စရာနေရာရှာဖို့အတွက်ဆိုလို့ရှိရင်အချိန်ယူရနိုင်ပါသေးတယ်လေဆိုပြီးတော့ပဲသူကဖြေသိမ့်နေခဲ့ပါတယ်။ ဒါပေမဲ့လည်းရဲတွေကစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပေမဲ့ပျောက်ဆုံးနေတဲ့အသက်24နှစ်အရွယ်အမျိုးသမီးရဲ့ခြေရာကိုလုံးဝရှောင်မတွေ့နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ဘေးလ်ကအာနာပိုင်တွေပါပေါင်ပတ်သက်လာပြီးဆိုတာကိုသိလိုက်ရတဲ့အခါမှာဝီနီကဘေးလ်နဲ့သူဖြစ်နေတဲ့အကြောင်းတွေကိုသူ့တငယ်ချင်းဖြစ်တဲ့မေကိုရောယဉ်ပွင့်ခဲ့နိုင်တယ်လို့တန်တရားရှိလာပြီးတော့မန်နိုချမ်မှာရှိတဲ့မေဘေးလ်ကိုတွေ့တွေ့ခဲ့ပါတယ်။သူကမေကို အာနာပိုင်တွေထံကို သူ့ရဲ့နာမည်ကိုမပြောဖို့တိုက်တွန်းခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့တခုတည်းသောစိုးရင်ပူပန်မှုကသူ့ဇနီးတဲ့ဒီဖောက်ပြန်မှုကိုတိသွားမှာကိုစိုးရင်တဲ့အတွက်ကြောင့်မလို့ပဲဖြစ်တယ်ဆိုတော့ပုံစံမျိုးဟန်ဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်ဘေလ်တယောက်အမျိုးသမီးတွေနဲ့နာမည်ကြီးနေတာကိုသိရှိထားတဲ့ဘေရဲ့အတိအကျွမ်းတူကဝီနီဘေရောက်နေလဲတိလားဆိုပြီးတော့မေးမြန်းခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘေလ်က ူမကမင်းနဲ့ငါထက်ပိုချမ်းသာတဲ့တယောက်ယောက်နဲ့လန်ဒန်ကိုရောက်နေတော့ပြီမကြာခင်မှာသူမဒီကိုပြန်ရောက်လာတော့ကိုငါမြင်ရလို့ရှိရင်ငါအံ့ဩမှာမဟုတ်ဘူးဆိုပြီးတော့ပြန်ဖြေခဲ့ပါတယ်ဝင်းနေပျောက်ဆုံးပြီးတလားပြည့်ကြမှာဒေရခံပုံကြီး River Break ကနှုတ်ပို့တမတူဖြစ်တဲ့ George Delhi Hansia နေပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကို ကြားသိလာခဲ့ရပါတယ် တနေ့မှာ George ကသူ့မိမနဲ့သူ Solve Plantation တက်တော့ကိုဖျက်ရှောက်လာနေတဲ့အခါမှာရုတ်တရက်မိုးရွာလာတဲ့အတွက်ကြောင့်မလို့သူတို့နှစ်ဦးကတစ်ပင်တစ်ပင်အောက်မှာခိုလုံနေခဲ့ပါတယ်။အဲ့ဒီမှာခိုလုံနေရင်းနဲ့ရှောက်လန်းဘေးနားမှာပုံမှန်မဟုတ်တဲ့အရာတစ်ခုကို သူတို့နှစ်ဦးစပြီးတော့တတိထားမိခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့မြေပြင်ပေါ်မှာသွားသူတစုံပြုတ်ကျနေတာပဲဖြစ်တယ်။အဲ့လိုသွားသူတစုံလမ်းပေါ်မှာကျနေတယ်ဆိုတာကသူဆန်းနေတာဖြစ်တယ်။ ဘာလို့လဲဆိုတော့လူတွေကဒီသွားသူကိုပါဇက်ထဲမှာပဲထည့်ပြီးတော့သွားလာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ကျရိုးထုံးစံလုံးဝမရှိဘူးတကယ်လို့အောက်ကျသွားလို့ရှိရင်တော့မှချက်ချင်းကောက်ယူသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးကြာနေတယ်ဆိုတာကြီးကထူးဆန်းနေတာဖြစ်တယ်အဲ့တော့ဒီလိုတွေးရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုကြားလိုက်ရတဲ့ဘုံတော်ကြီး reference rate ကစိတ်မသက်မသာဖြစ်လာပြီးတော့ရဲကိုချက်ချင်းတည်တင်းပို့ခဲ့ပါတယ်မကြာခင်မှာပဲဒိုးဆက်ရဲတပ်ဖွဲ့တွေကနောက်ထပ်တည်တင်းတစ်ခုကိုလက်ခံရရှိခဲ့ပါတယ် အဲ့ဒါကဘာလဲဆိုတော့အသက်73နှစ်အရွယ်ဒေတာခံကောင်းလေးတူဖြစ်တဲ့ Edward Bridge နဲ့သူ့ရဲ့တငယ်ချင်း Henry Palmer တို့ကမြတ်တိုက်ရှာရင်နဲ့စိုက်ခင်းတွေရဲ့ထူထဲတဲ့ခြုံထူကြီးတွေထိကိုစူးစမ်းရှာဖွေနေခဲ့ကြပါတယ်။ကောင်းလေးတွေက သူတို့ဟာတပတ်အစောပိုင်းဝင်းနေပျောက်ကွယ်မသွားခင်တရက်အလိုဖြစ်တဲ့ March လ30ရက်တနင်္ဂနွေနေ့မှာအဲ့ဒီကိုရောက်ခဲ့ဘူးတဲ့အကြောင်းပြပြလာခဲ့တယ်။ အဲ့ဒီတော့ကတော့သူတို့ကမြေကြီးထဲမှာတူထားတဲ့ကျင်းကြီးတစ်ခုနဲ့အဲ့ဒီဘေးမှာမြေဖြူတွေပုံထားတာကိုတွေ့ခဲ့ရတဲ့အကြောင်းပဲဖြစ်တယ်။ဒါပေမဲ့ဒီတစ်ခါသူတို့ရောက်သွားတဲ့အခါမှာအဲ့ဒီကျင်းကမြေကြီးတွေနဲ့ပြန်လည်ဖို့ထားတာကိုသတိထားမိခဲ့တဲ့အကြောင်းပဲဖြစ်တယ်။ဒီလိုနဲ့မေလ၂ရက်နေ့တောက်ကြနေ့မှာကောင်လေးတွေကရဲတပ်သား Afrelight နဲ့ရဲရာခံဘို့ စော်ကလီတို့ကိုအဲ့ဒီနေရာကိုခေါ်သွားခဲ့ပြီးတော့ရဲရာရှိတွေက မြေတူးဖို့စတင်ခဲ့ပါတယ်။သူရင်းနဲ့သူတို့တွေ့ရှိခဲ့တာကတော့တပေခွဲပဲနဲ့တဲ့တိမ်ပြုတ်နေတဲ့မြေကြီးထဲမှာမြုပ်နှံထားတဲ့အမျိုးသမီးအလောင်းတလောင်းကိုတွေ့လိုက်ရတယ်။သူမကငက်ကလအုပ်တောင်ပန်းတွေနဲ့အနာတက်ထားတဲ့အနက်ရောင်ကောက်ရုပ်အုပ်ထုပ်ကိုစောင်းထားတာပဲဖြစ်တယ်။အဲ့ဒီအမျိုးသမီးအလောင်းကိုတွေ့လိုက်ရတဲ့မေဘယ်လီက အလောင်းမှာတွေ့ရှိရတဲ့ ဘယ်ဘော်ဒန်ပေးထားတဲ့ရွှေလက်ကောက်အပါဝင်လက်ဝတ်ရတနာတွေကိုသူကမမိနေခဲ့ပါဗျ။မကြဘူးသူမကပျောက်ဆုံးနေတဲ့ Winifred Mary Mitchell လို့ခေါ်တဲ့ Winnie ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလင်မြန်စွာပဲသူတို့ဖော်ထုတ်လိုက်နိုင်ခဲ့ပါဗျ။ဒီလိုနဲ့ခွဲစိတ်ဆစ်ဆဲမှုတွေအရာ Winnie ကခေါင်းနဲ့လက်ပြင်းတွေမှာတနတ်တန်ရနှစ်ချက်ရရှိခဲ့တာကြောင့်ပဲတည်ဆုံးခဲ့ရတယ်ဆိုတော့ကိုဖော်ထုတ်နိုင်ခဲ့တယ်။ သူမရဲ့မျက်နာကတစိ့တစ်ပိုင်းပြက်စီးနေပြီးတော့လေးပေခန့်အကွာဝေးကနေတနတ်နဲ့ပြတ်သက်ခံရတာဖြစ်နိုင်တယ်ဆိုပြီးတော့သတ်မှတ်ခဲ့ကြပါဗျ။တနေ့မှာသူတို့ရွာကအတူပါချသူရဲ့သားဖြစ်သူ လီယိုနက်မေချွန်းကထိုင်းလန်ဖွဲ့ရဖော်ထုတ်ချက်တစ်ခုကိုရဲကိုပြပြလာခဲ့ပါဗျ။အဲ့ဒါကတော့သူကမတ်လ31ရက်တနင်္လာနေ့နေ့လယ်ပိုင်းမှာဘဲလ်ဘော်ဒန်ကိုသူ့အဖေရဲ့တနတ်ရှေကိုငါးပေးခဲ့တဲ့အကြောင်းပဲဖြစ်တယ်။ ဘဲကသေရခံလေဓမ္မတူရဲ့ကြောင့်ကို ပြစ်တတ်ဖို့လိုအပ်တယ်လို့ပြောပြီးတော့အဲ့ဒီတရိษံကို မုံလို့ဖေရှားပစ်ချင်တဲ့အကြောင်းသူ့ကိုပြောခဲ့ပါတယ်။သူကအဲ့ဒီနေညနေ9နာရီခန့်မှာပဲသူတို့ရဲ့တနတ်ကိုပြန်ပေးခဲ့ပြီးတော့လီယိုနက်ကိုသူလုခဲ့တာတွေကိုဘသူ့ကိုမှမပြောဖို့တောင်းဆိုခဲ့သေးတယ်ဆိုပြီးတော့ရဲကို ဖွင့်ဟောက်ပြပြလာခဲ့တာပဲဖြစ်တယ်။နောက်ထပ်တပ်သေးတဲ့ဦးကတော့ဘဲလ်ဘာရန်နဲ့ကွယ်လွန်သူဝင်းနီတို့ကိုအဲ့ဒီနေ့နေ့လယ်ပိုင်းမှာတွေ့ခဲ့ရပြီးတော့ ဝင်းနေကဘယ်ရက်ဘဲရနဲ့လမ်းလျှောက်ရင်းနဲ့သူမရဲ့စပင်းကိုတွန်းနေခဲ့တယ်လို့သတင်းပို့ခဲ့ပါဗါ။အဲ့ဒီတက်တေကသူတို့စကားပြောနေတာကိုတတိထားမိခဲ့ပေမဲ့လည်းစကားပြောတဲ့ကိုကြားနိုင်လောက်အောင်ထီတော့သူကနီးကပ်စွာရှိမနေခဲ့ပါဘူးဆိုပြီးတော့ပဲဖြစ်တယ်။ထပ်ပြီးတော့ရွာသားတဦးကလည်းမတ်လ33ရက်နေ့နောက်ပိုင်းမှာဘဲဘာရန်ကတင်းချိုင်းနေရာဒီမှာသူ့ရဲ့ဆလစ်ကိုတောက်နေတာကိုတကြိမ်တည်းမှကတွေ့ခဲ့ရတယ်လို့ပြောပြလာခဲ့ပါဗါ။ သူကသူ့ရဲ့ကြောက်မက်ဖွယ်ရလေးဝက်ချက်တွေကိုဖော်ထုတ်မခံရဖို့အတွက်ဒီရမျိုးသမီးကိုမြုပ်နှံထားတဲ့နေရာမှာသုံတယောက်ဖြတ်စည်းထားခြင်းရှိမရှိ လာရောက်စစ်ဆေးနေတာရောဖြစ်နိုင်တယ်မဟုတ်ဘူးလားဆိုပြီးတော့ဖွင့်ဟလာခဲ့ကြပြန်တာပဲဖြစ်တယ်။ဒီလိုနဲ့ဝီလျံဘာဒါခေါ်ဘေလ်ကို1933ခုနှစ်မေလ9ရက်နေ့ဗုဒ္ဓဟူးနေ့မှာဖမ်းဆီးခဲ့ကြပါတယ်။ရဲတွေကသူ့ကိုမေးမြန်းတဲ့အခါမှာသူက ကျွန်တော်တို့မကိုဘာမှမလုပ်ခဲ့ပါဘူး။ သူမကိုစိုက်ခင်းထဲမှာတွေ့ခဲ့ရတယ်ဆိုလို့ရှိရင်တစုံတယောက်ကတခြားသူတယောက်ကိုအပြစ်ပုံချနိုင်ဖို့အတွက်တတ်ပြီးတော့အဲ့ဒီကိုဆွဲခေါ်သွားတာဖြစ်နိုင်တယ်ဆိုပြီးတော့အခိုင်မာညှင်းဆုပ်ခဲ့ပါတယ်။ဒီလိုနဲ့တတ်တဲ့အထောက်အထားတွေတိုးပွားလာတာနဲ့အမျှသူ့ရဲ့လေတံတွေကလည်းပြောင်းလဲလာပါတော့တယ်။ဒါကဆိုးရွားတဲ့အလုပ်တစ်ခုပါပဲလို့သူကပြောခဲ့ပါတယ်။ကျွန်တော်ဆိုရင်ကကျွန်တော်ဇနီးတယောက်တည်းပါပဲ။ ကျွန်တော်ဇနီးကဘယ်ယောက်ချားတယောက်ကိုမစိုးရနိုင်တဲ့ကောင်းမွန်တဲ့မိန်းမတယောက်ပါအဲ့ဒီကောင်မလေးကို မြင်ခဲ့တာစိုးလိုက်တာ သူမစီစာရီရေးခဲ့တာမိုက်မဲခဲ့တယ်ဆိုတာကိုကျွန်တော်သိပါတယ်ဆိုပြီးတော့ပြောခဲ့တာပဲဖြစ်တယ်ဒီလိုနဲ့ဘေးလ်ကိုတိုချက်စတာအချင်းထောင်ကိုပို့ဆောင်ခဲ့ပြီးနောက်ပိုင်းမှာဒိုဆက်အဇီဇက်စ်တရားရုံးမှာတရားစွဲဆိုခြင်းခံခဲ့ရပါတယ်အဲ့ဒီချိန်မှာသူကဟောင်းနှွမ်းနေတဲ့ဂျေးလက်ဝတ်စုံနဲ့ရွှေ့နေပေးနေတဲ့ တန်မိုပါဖနက်ကိုဝစ်စင်ထားခဲ့ပါတယ်။သူကသူ့ရဲ့အပြစ်ကင်းစင်မှုကိုဆက်လက်ပြောနေခဲ့ပြီးတော့ဝီနီကတခြားယောက်ျားတဦးနဲ့ပတ်သက်ခဲ့ပြီးတော့အဲ့ဒီလျော့ဝတ်စမ်းကြတဲ့ပုဂ္ဂိုလ်ကပဲသူမရဲ့အသက်ကိုတတ်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ပြောနေခဲ့တာပဲဖြစ်တယ်။ဒီလိုနဲ့ဘဲလ်ဘာဒန်ကဒီလိုယုံမတန်တရားဖြစ်ပွဲမရှိတဲ့ညင်းဆိုချက်ကိုပထမဆုံးချိန်ပြောခဲ့တဲ့အချိန်ကတရားခဏနေရာမှာသူရက်နေတဲ့အချိန်ပဲဖြစ်ပြီးတော့ ဲ့လိုညင်းဆိုချက်တွေကြောင့်မလို့ပဲသူရဲ့ရှေ့နေအဖွဲ့ကိုလှောက်ရှားဖို့အခွင့်အရေးအနှင်းငယ်ပဲရစေခဲ့ပါတယ်။ဒီလိုနဲ့တရားသူကြီးတွေနဲ့ဂျူရီလူချင်းမင်းအဖွဲ့တွေက16မိနစ်လောက်ပဲစဉ်စားသုံးသပ်ပြီးတဲ့နောက်ပိုင်းမှာဘဲဘော်ရန်ကိုပြစ်မှုရှိတဲ့အကြောင်းစီရင်ချက်ချမှတ်ခဲ့တယ်။ဘဲဘော်ရန်ကလည်းအယူခံဝင်ဖို့လုံးဝမရွေးချယ်ခဲ့ပါဘူး။သူ့ကိုကွမျက်မဲ့အချိန်ကိုစောင့်ဆိုင်းနေတော့မှပဲဘဲဘော်ရန်က ကက်ဆစ်စိန့်မိုက်ကယ်ဘုရားကျောင်းကဘုန်းတော်ကြီးနဲ့အချင်းတောင်ဘုန်းတော်ကြီးထံကိုအပြည့်စုံဝင်ခိုင်းခဲ့တယ်။အဲ့ဒါကတော့ဝီနီကသူ့ကိုကနေဒါကိုခေါ်မသွားလို့ရှိရင်မွေးလာတော့မဲ့ကလေးရဲ့အဖေကသူဖြစ်တဲ့အကြောင်းသူ့ရဲ့ဇနီးတွေကိုပြောပြမယ်လို့ဝီနီကချင်းချောက်ခဲ့ကြောင်းဝင်ခိုင်းခဲ့တာပဲဖြစ်တယ်။ခီးစေးအတွက်ပတ်စံချေးဖို့စ조사ခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့တဲ့နောက်ပိုင်းမှာတခြားထွက်ပေါက်မရှိဘူးလို့သူခံစားလာခဲ့ရပါတယ်။နောက်ပြီးတော့သူမက ကျွန်တော်ကိုအရာရာကိုယုံအောင်လုပ်ခဲ့ပြီးတော့ကျွန်တော်တို့တက်နိုင်တဲ့မှမြန်မြန်လန်ဒန်ကိုသွားပြီးတော့ပြီးတော့မှကနေဒါကိုခိုးပြေးဖို့တောင်းဆိုခဲ့တယ်။အကယ်၍ကျွန်တော်ကမလုပ်ဘူးဆိုလို့ရှိရင် ကျွန်တော်မိမလီလီစီစာရေးပြီးတော့ကျွန်တော်အကြောင်းအားလုံးကိုပြောပြမယ်လို့သူမကပြောခဲ့တယ်။သူမအဲ့ဒီလိုလုပ်ခဲ့လို့ရှိရင်ဘာဖြစ်လာမလဲဆိုတော့ကိုကျွန်တော်ကောင်းကောင်းသိတယ်။ပြီးတော့သူမနဲ့ထွက်ပြေးဖို့ကြပြန်တော့လေပတ်စံကမရှိပြန်ဘူး။ကျွန်တော်မလိုချင်ခဲ့ဘူး။ ူမကကျွန်တော်ကိုယူမတက်ဖြစ်အောင်လုပ်ခဲ့တယ်။ဒါကြောင့်ကျွန်တော်ဒီလိုလုပ်ခဲ့တာဆိုပြီးတော့ဝန်ခံခဲ့တာပဲဖြစ်တယ်။ဒီလိုနဲ့တင်းငွေနေနေမနှက်မှာကျွန်တော်ဂျင်းကိုစပြီးတော့တူးခဲ့တယ်။ညနေ3နာရီကနေ4နာရီအတွင်းအဲ့ဒီအချိန်ကာလအတွင်းမှာပဲတက်ပြီးတော့သူ့ကိုမြုပ်နှံခဲ့တာပါ။9နာရီလောက်မှအိမ်ပြန်ရောက်ခဲ့တယ်။တနားစရာကောင်းမလေးရတော့ဘာမှမခံစားလိုက်ရပါဘူး။ချက်ချင်းတည်ဆုံသွားပြီးတော့ စကားတခွန်းတော့မှသူမှမပြောလိုက်နိုင်ပါဘူးဆိုပြီးတော့သူကဝန်ခံခဲ့တာပဲဖြစ်တယ်။အဲ့ဒီနောက်သူကဝင်းနီတဲဆောင်လာတဲ့အဝတ်စားတွေပြိတ်ပါတဲ့အိတ်ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းထက်လောင်းဝန်ခံပြောကြားခဲ့တယ်။ဒီလိုနဲ့1933ခုနှစ်ဂျွန်လ24ရက်အင်ကာနေ့မှာဝီလျံဘတ်တာခေါ်ဘယ်ကတည်ငိမ်ပြီးတော့ပေါ်လွင်ထင်ရှားတဲ့စိတ်သက်သာရာရတဲ့အမူအရာနဲ့ကွမျက်စင်စီကိုလမ်းလျှောက်သွားခဲ့ပါတယ်။သူကွမျက်ခံရပြီးတဲ့နောက်မှာ ဒိုချက်စတာအချင်းထောင်ရဲ့မြေနေရာမှာနာမည်မထိုးထားတဲ့တင်ကြိုင်းမှာပဲမြုပ်နှံခြင်းကိုခံခဲ့ရတယ်။ဘေလ်ဟာအဲ့ဒီအချင်းထောင်မှာ26နှစ်အတွင်းပထမဆုံးကွမျက်ခံရတဲ့အချင်းသားဖြစ်လာခဲ့ပါတယ်။ဘေလ်ရဲ့မိန်းမဖြစ်တဲ့မဟုတ်ဆုံးမလီလီယန်ဘာဒန်က သူမရဲ့မူရင်းနာမည်ဖြစ်တဲ့ဒိုဗာကို ပြန်ယူခဲ့ပြီးတော့သားငယ်ဆာရန်နဲ့အတူဆော်မဆက်မှာရှိတဲ့သူမရဲ့မိခင်စီကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။အဲ့ဒီမှာဆာရဲဟာ သူနဲ့ရွယ်သူဖြစ်တဲ့ငွေစားညီအကိုဝန်းကွဲဖြစ်တဲ့ Rain နဲ့အတူကြီးပြင်းလာခဲ့ပါတယ်။ Lilian ကတရေလက်အိတ်ထုတ်လုပ်တဲ့စက်ရုံမှာအလုရှာခဲ့ပြီးတော့မကြခင်မှာပဲ Serial လဲသူမရဲ့ခြေရာကိုလိုက်နှင်းပြီးတော့အဲ့ဒီလုပ်ငန်းတဲကိုဝင်ရောက်ခဲ့ပါတယ်။ Lilian ဟာ1930ပြည့်နှစ်သူမအသက်58နှစ်မှာကွယ်လွန်ခဲ့ရပြီးတော့သူမရဲ့တာ1939ခုနှစ်မှာ တီယလန်အမိရှိတဲ့သူနာပြုတ်တူနဲ့လက်ထပ်တာကိုမမြင်တွေ့ခဲ့လိုက်ရပါဘူးသူ့ရဲ့သားဆရီရဲ့လက်ထပ်ပွဲမှာသူ့ရဲ့ဝန်ကွဲညီအကိုဖြစ်ပြီးငယ်ပေါင်းချင်းလေးဖြစ်တဲ့ရိုက်ကသူ့ရဲ့တတို့သားအရန်ဖြစ် ပါဝင်ပေးခဲ့ပါတယ်ဒီလိုနဲ့ဆယ်စုနှစ်များစွာကြာပြီးတဲ့နောက်1986ခုနှစ်မှာအဆိုပါလိုတက်မှုဖြစ်ပွားတဲ့ချိန်က Gasel Sage Michael ရွာမှာ9နှစ်အရွယ်မင်းကလေးတူဖြစ်ခဲ့တဲ့82နှစ်အရွယ် Glastis Iska ဟာ ဆာယေးဆီယာရောဂျာကတ်ထရစ်နဲ့အတူသူမရဲ့ရာဇွမှုနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုဝင်မြခဲ့ပါတယ်။အဲ့ဒါကတော့သူမကဒါဟာတကယ့်ကိုထိတ်လန့်စရာကိစ္စဖြစ်ပြီးရွာအတွက်ကြီးမားတဲ့ထိတ်လန့်မှုပါပဲ။ကျမတို့ဘုရားရှိခိုးချောင်းကိုတွားတိုင်းကြောက်ရွံ့ခဲ့ရတာကိုတည်ရမိပါတယ်။ဘုရားချောင်းကပြန်လာတော့မောင်နေပြီဖြစ်ပြီးတော့ဒီလူတက်မှုဖြစ်ခဲ့တဲ့စိုက်ခင်းကိုဖြတ်ပြီးတော့လေကွင်းကိုတော့ကြည်ရဲခဲ့တာမဟုတ်ပါဘူးဆိုပြီးတော့ ပြောပြခဲ့တာဖြစ်တယ်။ယနေ့ခေတ်မှာတော့ Sovereign Plantation လို့ခေါ်တဲ့တစ်တော့က Dorset Wildlife Trust ကနေပြီးတော့မှကာကွယ်ပေးထားတဲ့ Sovereign Down တဘာဝဘေးမဲ့တော်ရဲ့တစိုက်တစ်ပိုင်းဖြစ်နေပါပြီ။နောက်ဆုံးမှာတော့ DJ ခွဲဖွေရာကန်ဂျမာရဲ့တယောစာအနေနဲ့ Winnie Mitchell ရဲ့ခွဲစိတ်ဆစ်ဆေးမှုအရာ သူမက ကိုဝင် မရှိခဲ့တဲ့အကြောင်းတွေ့ရှိခဲ့ရပါတယ်။သူမက ကိုဝင်ရှိတယ်လို့တကယ်ပဲယုံကြည်ခဲ့တာလား။ဒါမှမဟုတ်လို့ရှိရင် ဘီလ်ကိုအရန်ချစ်သွားခဲ့ပြီးတော့သူမရဲ့ဘဝအတိတ်တစ်ခုစတင်ဖို့စီယုံနိုင်ဖို့အတွက်အကြီးကျယ်စိတ်ပြတ်အားငယ်မှုတွေနဲ့ပြောဆိုခဲ့တာလားဆိုတာကိုတော့ကျွန်တော်တို့ဘယ်တော့မှသိနိုင်တော့မဟုတ်တော့ပါဘူး။နောက်ဆုံးမှာတော့ဒီယာကသူမရဲ့ကံကြမ္မာကိုမတော်တဆတစိုက်ခနှိတ်တလို့ဖြစ်စေခဲ့ပြီးတော့ဘီလ်ဘော်ဒန်ကိုပါသူ့ရဲ့စစ်မှန်တဲ့ဇယက်ကိုပေါ်ထုတ်စေခဲ့တဲ့လုံရက်စီကိုတွန်းပို့ခဲ့တာလေဒီယာမှာပါပဲ။ သူရဲ့ဇေယိုက်မှာချစ်သူရဲ့အတက်ကိုတော့မကဘဲနဲ့သူမကိုဝင်လဲထားတယ်လို့သူယုံကြည်ခဲ့တဲ့ကလေးရဲ့အတက်ကိုပါစိုးရင်ပူပန်မှုလုံးဝမရှိကြောင်းပေါ်လွင်စေခဲ့တာပဲဖြစ်တယ်။ဒီမှုခင်ကတော့ဒီမှာပဲပြီးဆုံးတော့ပါပြီ။အားလုံးလည်းဒီမှုခင်ကိုကြိုက်ကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။တငယ်ချင်းတို့ရောဒီမှုခင်မှာဘသူကစပြီးတော့မားခဲ့တယ်လို့ထင်လဲ။ comment မှာမှတ်သွားပေးခဲ့ပါဦးနော်။အဲ့တော့ကျွန်တော်တို့နောက် video မှာပြန်လည်ပြီးတော့တွေးကြမယ်။အားလုံးပါပါ။